လစ်မော်တာပီထန် crossover မျိုးစားလျှက်စက်ကားကိုတရုတ်ဈေးကွက်မှာ pre-order စနစ်နဲ့စာရောင်းပြီးလုပ်ကြေညာပြီးတနအိအတွင်းမှာပဲအမှားစာပေါင်း1000ခွဲကျော်ရလိုက်တယ်လို့ကုမ္ပဏီကသတင်းထုတ်ပြန်ပါတယ်။ American dollar 15120နဲ့ရောင်းမဲ့ဒီကဟာသူ့ဈေးနဲ့ဈေးနှုန်းတူတဲ့လျှက်စက်ကားတွေထဲမှာတော့ leader အာယုန်ခံကရိယာပါတဲ့ပထမဆုံးကားဖြစ်ပါတယ်။ဒီကဟာ slanders နဲ့ဖက်ဆက်လုပ်နေတဲ့ လစ်မော်တာရဲ့60မြောက်ထထုတ်တဲ့ကားဖြစ်ပြီးပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကမှတရုတ်ဈေးကွက်မှာရောင်းချဖို့အတွက်လိုင်စင်လျှောက်ထားခဲ့တာပဲဖြစ်ပါတယ်။အခုချိန်မှာတော့တရုတ်ဈေးကွက်မှာ pre-order စနစ်နဲ့စာရောင်းနေပြီးမှတ်လမကုန်ခင်မှာပဲဈေးကွက်မှာရောင်းချနိုင်ဖို့ရှိနေပါတယ်။အဲ့ဒီတော့ဒီကားရဲ့အသေးစိတ်ချက်လက်နဲ့နည်းပညာပိုင်းမှာပါရီထူးခြားလာတယ်လဲဆိုတာကိုကြည့်ကြရမှာရှင်။ ထမဆုံးအနေနဲ့ကားရဲ့အရွယ်စားကိုကြည့်ရင်အရှေ့နောက်အရှေ့4515မီလီမီတာ၊ဘယ်ညာအကျဲ1885မီလီမီတာ၊အမြင့်1655မီလီမီတာနဲ့ free base 2935မီလီမီတာရှိလို့ crossover မျိုးစားကားတွေထဲမှာတော့ကြည်ကြက်လက်လက်တိဆောက်ထားတဲ့ကားလို့ပြောရမှာဖြစ်ပါတယ်။ရှေ့ရုပ်ထွက်ပိုင်းကိုကြည့်ရင်တော့ ဘဲဘက်နဲ့ညာဘက်မှာရှိတဲ့ LED စင်ကနမီတုံတန်းကို အလဲမှာ LED မီတန်းနဲ့ချိတ်ဆက်ထားသလိုအရွယ်စားတွေကပါပါကျစ်ကျစ်ဖြစ်နေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ရှေ့ shell ကိုကြည့်ရင် ရှေ့မီကြီးနှလုံးသားမှာလေဝင်ပေါက်တွေကိုတဆက်တည်းဖြစ်အောင်ဆက်ထားတာကို တွေ့ရပါတယ်။ကားကောင်းအရှိဖက်ပိုင်းမှာတော့လီတာအာယုန်ခံကရိယာတက်ထားတာကိုတွေ့ရပါတယ်။ကားအတွင်းပိုင်းကိုကြည့်ရင်တော့ 14.6လက်မရှိတဲ့ suspended screen တစ်ခု8.8လက်မရှိတဲ့ LCD instrument cluster ကိုတွေ့ရပါတယ်။ဒီအခရာစတီယာရင်တက်ထားသလို wireless charging pad နှစ်ခုရှေ့ခန်းလေ console ကိုတော့ခောက်သိမ်းနိုင်တဲ့ console ဖြစ်အောင်လုပ်ပေးထားပါတယ်။ကားကိုမောင်းနေနေတဲ့မော်တာပိုင်းကိုကြည့်ရင်တော့မြင်းကောင်ရဲ့198ကောင်အား132 kW အားရှိတဲ့လက်စစ်မော်တာတစ်လုံးထဲတက်ထားပါတယ်။ မော်တာတစ်လုံးထဲတက်ထားရဆိုပေမဲ့100ကီလိုမီတာကိုရအောင်အချိန်6.8စက္ကန့်ပဲကြာတာမလို့မော်တာရဲ့ပါဝါကတော်တော်ကောင်းတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ဘက်ထရီပိုင်းမှာ LFP ဘက်ထရီကိုသုံးထားပြီးတခါအပြည့်သွင်းပြီးရင်သွားနိုင်မဲ့ CLTC range က910ကီလိုမီတာထိရှိပါတယ်။ နောက်ထပ်ထပ်ထုတ်ထားတဲ့ long range version မှာတော့ CLTC range 600 km ထိသွားနိုင်တဲ့69.1 kWh LFP battery ကိုသုံးထားပါတယ်။ဒီကားမှာလီတာအယုံခံကိရိယာတက်ထားတဲ့အတွက် ADAS system ပိုင်းမှာပိုကောင်းလာမှာဖြစ်တယ်လို့ smart parking စနစ်ပိုင်းပြင် safety ပိုင်းတော်တော်ကောင်းလာပါတယ်။ တက်တမ၈000စတူရန်မီတာရှိတဲ့ sunroof ကြီးကိုအလေကောင်တက်တက်မှတတ်ထားသလိုအသံမိုင်းစနစ်ကောင်းဖို့အတွက် speaker ၁၂လုံးအထိထည့်ပေးထားပါတယ်။အပြင်ပိုင်းအယောင်တွေအနေနဲ့ခရမ်းယောင်၊မီခိုဖြော့ဖြော့၊အဖြူယောင်၊ငွေယောင်၊အနှက်ယောင်နဲ့မီခိုယောင်ဆိုပြီးအယောင်၆မျိုးထွက်လာသလိုအတွင်းကအယောင်တွေအနေနဲ့ကတော့မီခိုယောင်နဲ့ခရမ်းယောင်၂မျိုးဆက်ထားတဲ့အယောင်၁မျိုးထဲကိုပဲထုတ်ထားပါတယ်ရှင်။